အားလုံးပဲမင်္ဂလာပါအခုမှဒီ channel ကိုအသိရောက်လာတာဆိုရင်တော့ကျွန်မကနှင်းနှီးယူဖြစ်ပါတယ်ဒီ channel ကနေပြီးတော့ဂျပန်နိုင်ငံအကြောင်းစိတ်ဝင်စားသူတွေဂျပန်နိုင်ငံမှာလှုပ်လှုပ်ချင်သူတွေအတွက်ဘူးတတရဆရာအကြောင်းအရာတွေကိုထုတ်ဝင်ပြနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့အခါကအင်တာဗျူးဖြေတဲ့အခါမှာမိသားရှိနာမီတကိုရီတန်ရှင်းတည့်ရမှုဆိုတာကအလွန်အရေးကြီးတယ်ဘလို့အချက်တင်နေတိုက်ပြီးတော့ဆစ်ဆေးရမင်းဆိုတာကိုအေးပြပြခဲ့ပါတယ် ဂျပန်နိုင်ငံမှာအလုပ်လုပ်ဖို့ရည်ရွယ်တဲ့သူတော့မဟုတ်ဘောနော်ဂျပန်နိုင်ငံတစ်ခုတည်းတည်းမဟုတ်ပါဘူးဘယ်နိုင်ငံမှာပဲနေနေမြန်မာနိုင်ငံမှာပဲနေနေဒီမိသားစုနားမီပေါ့နော်တကူကြီးတန်ဆင်းတက်ရမှုဆိုတာကအရင်ကအရေးကြီးပါတယ်ဒီနေ့မှာတခါထပ်ပြီးတော့ဒီမိသားစုနားမီနဲ့ပတ်သက်တဲ့အင်တာဗျူးမှုပဲနေပေါ့နော်နေ့စဉ်နေ့စဉ်ပေါ့နော်နေထိုင်တဲ့ဘဝထဲမှာကိုယ့်ရဲ့တကူကြီးတန်ဆင်းမှုတက်ရမှုဆိုတာဘယ်လိုအချက်တွေနဲ့တိုက်ပြီးတော့စစ်ဆေးမလဲဆိုတာကိုထပ်ပြီးတော့အသေးစိတ်ရှင်းပြခြင်းပါတယ် ဆိုတော့ဂျပန်နိုင်ငံမှာလေအခြေခံထားတဲ့ဒီမိသားရှင်နာမီဆိုတဲ့အကြောင်းအရာကိုမပြောခင်မှာဒီတက်ပူပြီးတော့အရေးကြီးတယ်ဒီဂျပန်နိုင်ငံရောက်လာရင်နှစ်ယောက်တော်လကောင်သုံးယောက်တော်လကောင်အိမ်တစ်လုံးထဲမှာပေါင်းပြီးတော့ room share ပေါ့နော်နေကြရတာတွေကများပါလေဒီလိုကောင်မှဒီတက်တန်ပြက်ပြက်ပေါ့နော်မနေတတ်တဲ့သူတစ်ယောက်တော်လကောင်နှစ်ယောက်တော်လကောင်ရှိရင်တက်တန်ပြက်ပြက်နေတတ်တဲ့သူကအရင်ကိုပဲစိတ်ဒုက္ခရောက်ရပါတယ် ကိုယ့်ရဲ့အိမ်မှာပဲပေါ့နော်ဒီနေတဲ့အချိန်မှာပဲတတရရရတန်တန်ပြန်ပြန်နေထိုင်နေဆိုတာဘာကိုပြောတာလဲဆိုတော့အရင်ဆုံးရှင်းပြကြည့်ပါလေပြဿနာအဖြစ်များတာတွေကယောက်ျားလေးတွေစုပြီးတော့နေထိုင်တဲ့အခါမျိုးတွေမှာတွေ့ရတဲ့ပြဿနာတွေကရေချိုးပြီးရင်ခဏကုန်မှရှိနေတယ်ပေါ့နော်ရေစက်တွေကိုမတုတ်ခဲနေဒီရေတဆက်ဆက်တဆက်ဆက်နဲ့ခြေောက်ရေဆိုဆိုရင်းနဲ့ပေါ့နော်ဒီရေချိုးကန်းကထွက်လာတော့လောက်အောင်အခိုင်ထဲဝင်လာတော့လောက်အောင်အဲ့လိုမျိုးလုပ်တဲ့အခါမှာဒီတောက်လျှောက်ပေါ့နော်ရေတွေဆွ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 နဲ့အဲ ဖြစ်တယ်ဆိုပြီးတော့ complaint တွေရှိခဲ့ဘူးလေသူများအခန်းရှိကဖြတ်သွားရင်လည်းသူများအခန်းရှိမှာပေါ့တော့ကောင်းပေါ့နော်အဲ့လိုမျိုးဆိုကြံခဲ့ရင်ဒီဥစ္စာကမကောင်းပါဘူးအဲ့ဒီရေရနေပြီးတော့အဲ့ဒီဒီရေဆက်လက်တွေကနေပြီးတော့ဒီအခန်းထဲမှာဆိုထိုင်းမှုဆိုတာတွေဖြစ်ပြီးတော့မှုတက်တာတော့ဖြစ်တတ်တယ်အခန်းကမှုတက်တယ်ဆိုကြတဲ့ကဒီအခန်းထဲမှာနေတဲ့သူတွေလည်းပဲလေကောင်းလေတန့်မရတော့ဘဲနဲ့ဒီမှုနဲ့ဟိုပဲရှူရှိုက်နေရတဲ့ပုံစံမျိုးဖြစ်တတ်တာပေါ့နော် ပုံမှန်အပြင်ကတော့လေရေချိုးရေချိုးပြီးရင်ဒီရေချိုးကန်းကထွက်လာတဲ့ဒီအပြင်မာတွေမှာတပတ်နဲ့ပေါ့နော်ခန္ဓာကိုယ်ကဒီဆိုနေတဲ့ရေဆက်လက်တွေကိုတုတ်ရတာကပုံမှန်ဖြစ်ပါတယ်တော်တော်ဒီလိုမျိုးလုံးပါတယ်ဆိုတဲ့ဥစ္စာတော့မှစဉ်းစားမရနေတဲ့သူတချို့ကရှိတဲ့အတွက်ကြောင့်မို့ရေချိုးကန်းကထွက်လာလာချင်းရေဆက်လက်နေပေါ့နော်ရေဆက်လက်တွေနဲ့အဲအခန်းကိုဖျက်ဆောက်တာတော့ဒါမျိုးတွေလုတက်တဲ့သူတွေတချို့ရှိရတဲ့ကြောင့်မို့ဒီလိုလူမျိုးတွေနဲ့အတူနေရတဲ့သူတွေကသိပြီးတော့စိတ်ဒုက္ခရောက်ပါတယ်နောက်မိကလေးတွေကြီးပဲစုနေတဲ့နေရာတွေဆိုရင်ဘာတွေ့ရတယ်လဲဆိုတော့ ဒီရေချိုးကန်းဝင်ပြီးသွားရင်မိကလေးတွေကမြတ်သားပြင်ဒီကောင်းလျှော်တာတော့ဘာလို့လုပ်ရင်စပင်းကြီးစပင်းအရှိထားတဲ့သူမျိုးဆိုရင်စပင်းကျွတ်ထားတော့ဘာလို့ရှိတယ်ပေါ့နော်ဒီကျွတ်တဲ့စပင်းမွေးတွေကဒီရေစင်းနဲ့မြောင်းမှာပေါ့နော်သွားပြီးတော့ပိတ်နေရတော့ဘာလို့ဆိုရင်ကိုရေချိုးပြီးတော့ဒီနောက်လူကရေချိုးဖို့ပေါ့နော်ဒီရေချိုးကန်းနဲ့ဝင်ပြောရမယ်ဆိုရင်တော့သူများဒီကျွတ်ကြံနေတဲ့စပင်းမျိုးဘယ်သူမှ ဟိုသိရမလားတန်ချင်းလုတ်ပြီးတော့ရေချိုးဖို့ဆိုတာကပြောရမယ်ဆိုရင်တော့နှစ်တတူကနှစ်စင်နှစ်စင်ဒါလုတ်နေရမယ်ဆိုရင်တော့တိတ်အဆင်မပြေဘူးလေချိုးကောင်းဘုံပေါ့နော်နှစ်ယောက်သုံးဖို့သုံးယောက်ရှယ်ယာလုတ်ပြီးတော့သုံးနေရတဲ့သူကမိကလေးဆိုရင်မယောက်ျားလေးလည်းအတူတူပါပဲကိုဒီရေချိုးလိုက်တဲ့ဟိုဟာခဏကွာထွက်သွားတဲ့အညစ်အကြေးတွေကကို့ဘာတကူပြန်ပြီးတော့ ဟိုတန့်ရှင်းတာတော့လကောင်းဥမာရေနဲ့ပေါ့နော်စပင်မွေးတွေအပေါ်မှာတင်ကြန်နေရေနဲ့လောင်ချရေနဲ့ရေပိုက်နေပေါ့နော်ဒီစပင်မွေးတွေကိုရေနဲ့စီစင်းစီတာတော့လကောင်းနောက်ပြီးတော့ဒီစကားမှာဖြစ်ဖြစ်ဒီစပင်မွေးတွေတွားပြီးတော့တင်ကြန်နေအဲ့စပင်မွေးတွေကိုယ့်ရဲ့ခန္ဓာကိုယ်ကထွက်တဲ့စပင်မွေးအမွှေးအမြင်တွေကိုဟိုဘယ်လိုခေါ်မလဲယူလိုက်ပြီးတော့ပေါ့နော်အမိုက်တောင်းလေးကိုနှုတ်ပြထားတော့လကောင်းဒီလိုမျိုးတွေလုံးမသားရင်အခန်းကိုပေါ့နော်အတူတူ share sharing လုပ်ပြီးတော့နေထိုင်ကြတဲ့သူအချင်းချင်း ဘယ်လိုပြောရင်ကောင်းမလဲစိတ်တန်တန်ရှိရှိနေပေါ့နော်စိတ်ချမ်းသာစွာနဲ့နေထိုင်နိုင်မလို့ကျမတို့ယူဆတယ်အဲဂျပန်ရောက်လာတဲ့ခါမှာအခန်းကကဈေးကြီးရတဲ့ကြောင့်ဘယ်သူမှတယောက်တစ်ခန်းခါပြီးတော့နေရဲဆိုတာအရင်ရှားပါလေနှစ်ယောက်တော်လောက်သုံးယောက်တော်လောက်အခန်းကို sharing လုပ်ပြီးတော့နေကြတဲ့သူတွေကများတဲ့အတွက်ကြောင့်မလို့အချင်းချင်းတင့်မြတ်ဖို့အတွက်အချင်းချင်းကိုယ်လဲစိတ်တန်တန်ရှိရှိကိုနဲ့အတူတူနေတဲ့တငယ်ချင်းလဲစိတ်တန်တန်ရှိရှိသုံးနိုင်မှုအတွက်ဒီလိုမျိုးလေးတွေပေါ့နော်ဟိုကမန္တန်လေးတွေပေါ့နော်တိထားရင်ကောင်းမယ်လို့ထင်ပါတယ် ဆိုတော့ဒီတကွေးတန်ရှင်းမှုအရာပြောမယ်ဆိုရင်လေအဲနေ့တိုင်းလေရေချိုးစီခြင်းနေတချို့ကနေ့တိုင်းရေမချိုးတဲ့သူရှိတတ်တယ်ပေါ့နော်ရှိတတ်တယ်နေ့တိုင်းရေမချိုးရင်ဘယ်ရသိတာလဲဆိုရင်ချွေးနံထွက်တယ်ဘာဖြစ်လဲဆိုတော့အိမ်မှာအေးအေးဆေးဆေးနေကြရတဲ့သူတယောက်မှမရှိဘူးဂျပန်မှာလာပြီးလှုပ်လှုပ်နေတဲ့သူတွေဆိုတာကဒီနှိကင်းပေါ့နှိကင်းတော်တော့ညတော်တော့ပေါ့နော်လုပ်ငန်းခွင်ထဲမှာရှိပြီးတော့ဒီအမြင်နဲ့လှုပ်လှုပ်ရှားရှားနဲ့ခန္ဓာကိုယ်ကချွေးထွက်တတ်တဲ့ဒီလုပ်ငန်းခွင်မှာနေတတ်တဲ့သူတွေကများတယ် ဆိုတော့အိမ်ပြန်လာတဲ့ခါကျတော့မုံမပမန်းနဲ့အဲဘာမှမလုပ်ချင်တော့ဘူးဆိုပြီးထမင်းစားပြည့်ရတဲ့ချက်ချင်းတန်းအိပ်ပြီးရေမချိုးပြတော့ဘူးပေါ့နော်ဥပမာဂျပန်နိုင်ငံကဖုန်နေသေးတယ်အများကြီးရှိနေတာမဟုတ်ဘူးဆိုတော့လေဥပမာကိုယ့်ကိုအရင်ညစ်ပတ်နေတယ်လို့မထင်ကြဘူးလားမသိဘူးပေါ့နော်တော်တော်လေးပဲရေမချိုးတဲ့ခါမှာခုနကကျမပြောတဲ့လုပ်ငန်းခွင်တွေကဆွဲလာတဲ့အနံ့အသက်တို့နောက်ပြီးတော့ဒီခန္ဓာကိုယ်ကထွက်ထားတဲ့ချွေးနံ့တို့ဆိုတာကရှိနေတဲ့အတွက်ကြောင့်မလို့ရေမချိုးတဲ့ခန္ဓာကိုယ်ကြီးနေပေါ့နော်နောက်တစ်နေ့ အပြင်တော့အပြင်သွားတော့လကောင်နောက်ပြီးတော့အလုပ်သေးကိုသွားတော့လကောင်လုပ်ရင်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဆွေးနေတဲ့ချွင်းတဲ့ကရှိလို့တကြောင်လို့အဲ့ဒီဥစ္စာကဟိုအထူးထူးပေါ့နော်လွတ်လွတ်တဲ့သူတွေကိုအနောက်ရှက်ဖြစ်စေပါတယ်ပေါ့နော်တခါလေကြိုင် complaint လာတတ်တယ်အလုပ်ရှင်ရှီကနေပြီးတော့ရေချိုးဖို့ပြောပြပါတော့ဒီလိုမျိုး complaint လာတတ်တယ်ဆိုတော့အဲ့လိုမျိုးကပေါ့နော်ကိုယ့်ဘာသာကိုယ်ကတော့တန်ရှင်းနေတယ်လို့ထင်မလားဒါမှမဟုတ်ကိုယ့်အနေနဲ့ကိုယ့်ရဲ့ဒီခန္ဓာကိုယ်အနေနဲ့ကကိုယ့်ဘာသာကိုယ်ကကျင်သားရသွားလို့လားမပြောတတ်ဘူးပေါ့နော်တော်တော်လေး ဘေးပတ်ဝန်းကျင်ဘေးပတ်ဝန်းကျင်ကသူတွေကသိနေတာပေါ့နော်အထူးသဖြင့်ပြောရမယ်ဆိုရင်ဒီအဲတန်ရှင်းမှုကိုအရင်အတိကထားတဲ့ခိုက်ကော့အဲဘောဘာဆောက်ဆောက်ကြီးနောက်တစ်ခုကကြတော့ဆက်တောက်ဆိုင်လို့အလိုမျိုးနောက်ပြီးတော့ customer ဆက်ဆံရတဲ့အလိုမျိုးဆိုတာကဒီခဏကွာထွက်တဲ့အနှက်တက်ကမှာစအရင်ကြယူပြရတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလုပ်ငန်းခွင်ကသူတွေကပို့ပြီးတော့ဂယူဆိုင်တင်တယ်အဲဂယူဆိုင်စစ်ကျင်ပါတယ်အားလုံးရေချိုးတာဘလောက်မှာ အချိန်မကြဘူးလို့ထင်ပါတယ်အဲနောက်တစ်ခုကကြတော့ဘလောက်မှလည်းမပင်ပန်းဘူးလို့ထင်ပါတယ်ရေချိုးခြင်းအပြင်တနေ့တာပင်ပန်းလာသမျှတွေ fresh ကောင်ဖြစ်သေးတယ်လေ ဂျပန်မှာကအေးတယ်အေးတယ်လို့ပြောပေမဲ့လေပဲဂျပန်အိမ်တိုင်းမှာကရေနွေးမရှိတဲ့ရေဘူးမရှိတဲ့အိမ်ဆိုတာကမရှိသလောက်ပါပဲရေချိုးရင်လည်းပဲရေရေဘူးရှာဝါဖြစ်တဲ့တကြောင်မလို့ဒီထက်ပိုပြီးတော့မှဂျပန်စတိုင်ပေါ့ယူနီကန်စိတ်နာတော့ပါလို့ဆိုရင်ဒီအညောင်းအညာပြေတာတို့ခန္ဓာကိုယ်ကဒီအကျိုးတွေပါပြည့်ပြည့်ပဲမြန်ဖြစ်တာတို့ဒီလိုမျိုးအကျိုးကျေးဇူးတွေလည်းရနိုင်တဲ့အတွက်ကြောင့်မလို့အဲအလုပ်ထဲမှာပြင်းမလာသမျှလေးလည်းပဲဟိုတက်တောင်တက်တာဖြစ်တာပေါ့နော်ဆွဲတက်တောင်မလို့ရေချိုးဖို့ကိုလေမပြင်းစေချင်ဘူး နောက်အဲ့လိုပဲထပ်ပြီးတော့ပြောချင်တာကခေါင်းလျှော်ဖို့ပြောချင်တာမိန်းကလေးတော်တော်များများသဘင်ရှည်တဲ့တော်တော်များများကလည်းနှင်းစင်ခေါင်းလျှော်ဖို့ဆိုတာတိတ်ပြီးတော့ဟိုပါပေါ့နော်အချိန်အရမ်းမရတဲ့သူကြတော့ဖြစ်နိုင်ချင်မှဖြစ်နိုင်မယ်တချို့ကကြတော့နှင်းစင်ခေါင်းမလျှော်ကြဘူးနှင်းစင်ခေါင်းလျှော်တာမလျှော်တာကကိုကဘလို့ပတ်ဝန်းကျင်မှာရှိပြီးတော့ကိုဘလောက်ချွေးထွက်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ချင့်ချိန်စီခြင်းနဲ့ဥပမာဒီနေ့ တော့အရန်အလုတ်ညားပြီးအလုတ်ရှုပ်ပြီးတော့တကိုယ်လုံးချွေးတွေထွက်တယ်ဆိုရင်ခေါင်းလည်းပဲချွေးထွက်တာပဲလေခေါင်းချွေးထွက်ရင်ဒီဥယျာပြားကနေပြီးတော့အနက်ဒီစပင်းနေတဲ့ကနေပြီးတော့အနက်ပေါ့နော်အနက်ဆိုးထွက်တတ်တဲ့အတွက်ကြောင့်မလို့အဲ့လိုအနက်ဆိုးတွေကခန္ဓာကိုယ်မှာအကြာကြီးဆွေးနေတဲ့ခါလေးကြရင် ဟိုခဏကုမအရင်ဆွဲသွားတဲ့အခါကျတော့မှဖြောက်ပြက်ဖို့ပေါ့နော်ဒီအနက်နေကိုတတ်တန့်ချင်းချင်းလုပ်ဖို့ဆိုတော့ဒီခါကျတော့ခရင်ခရင်တဲ့အခါမျိုးလေးရှိတဲ့အတွက်ကြောင့်မလို့အစိုးရကြီးကဒီလိုမျိုးအနက်စိုးတွေခဏကုမမဆွဲအောင်လို့အဲခေါင်းဖြင်းနဲ့ခေါင်းနှိမ့်စင်းချောတော့တော့ကောင်းရေဖြင်းနဲ့ရေနှိမ့်စင်းပေါ့နော်ချွေးနဲ့နေပါတယ်ခဏကုမကတ်မနေအောင်လို့ချိုးတော့တော့ကောင်းအဲတကူရေတန့်ရှင်းမှုဆိုတော့ကအဲ့ဒီနေရာကဒီစသေးခြင်းပါလေဒါကအခြေခံပေါ့နော်နောက်ဒီတဲ့အခြေခံကြတာပြောရမယ်ဆိုရင်မိုးလင်းလာမနဲ့မိုးလင်းလာလို့အိပ်ရထားလိုက်မျက်နှာသိစေခြင်းနဲ့သွားတိုက်စေခြင်းနဲ့ပေါ့နော် ဆိုတော့ဒါကတော့အခြေခံဖြစ်ပါတယ်တိုးတော်လည်းပဲဒီအခြေခံတော့မှမလုံနိုင်ဘင်းနေဥပမာအဲအလုတ်ချိန်နီးကမှအဲ့ရကနေပြီးတော့ထလာပြီးတော့ဘာမှမလုပ်ခင်းနေအဲ့ရကထလာတဲ့ပုံစံနဲ့အဲ့လိုသွားတဲ့သူတွေလည်းရှင်းအောင်ရှိတတ်ကြတယ်အဲ့လိုပုံစံမျိုးနဲ့လုပ်ငန်းခွင်ကိုသွားတယ်ဆိုရင် လုပ်ငန်းခွင်ကသူတွေကလည်းပဲဟိုပြောဖို့သာခက်တာလေ အခုဒီထိပြောလာတာကကိုယ့်ရဲ့ဒီညစ်ပတ်မှုကြောင့်ပေါ့နော်ပဝင်းကျင်ကသူတွေကိုအနှောက်အယှက်ဖြစ်တယ်လို့ပြောလာတော့လေပဲပဝင်းကျင်ကသူတွေကိုအနှောက်အယှက်ဖြစ်တာမှဖြစ်တာအသာထားပေါ့နော်ကိုကိုတိုင်းကကောတတ်မှန်ရှင်းရှင်းနဲ့စိတ်ကောတတ်မှန်ပြင်းပြင်းရှိလာပေါ့နော်ဒီပုံမှာပြန်ပြီးတော့လဲဆန်းစစ်စစ်ခြင်းနဲ့ခုနပြောလို့ရေမိုးချိုးပြီးတော့တတ်မှန်ပြင်းပြင်းနဲ့ဟိုနေတဲ့အချိန်မှာဖြစ်ပေါ်တဲ့ကိုယ့်ရဲ့စိတ်ကြည်လင်မှုနဲ့ခုနညင်ညင်ပတ်ပတ်နဲ့နန်းနန်းဆော့ဆော့နဲ့နေတဲ့အချိန်မှာပေါ့နော်ကိုယ့်ရဲ့ဖြစ်ပေါ်တဲ့စိတ်ကြည်လင်မှုဆိုတာမတူပါဘူးနော် ဆိုတော့ဒီစိတ်တတ်နိုင်စီစဉ်နဲ့စိတ်တတ်နိုင်ပြပြတက်တက်ကြွကြွနဲ့နေနိုင်ဖို့ဆိုတာကခန္ဓာကိုယ်ပေါ့နော်ခန္ဓာကိုယ်ကိုတတ်နိုင်ပြပြအရင်ဆုံးထားဖို့ကအခြေခံကြမယ်လို့ထင်ပါလေနောက်တစ်ခုကလေဒီအလုပ်ထဲမှာဝတ်တယ်ပေါ့နော်ယူနီဖောင်းတို့ဘာတို့ဒါတွေရတယ်ပဲတစ်ခါလေကြာရင်ဒီချွေးနံနံတက်တယ်ဖြစ်နိုင်တော့လေနေ့တိုင်းလျှော်တာကောင်းပါတယ်နေ့တိုင်းလျှော်ဖို့အတွက်ဥပမာအချိန်မမီဘူးမလောက်ဘူးဆိုရင်လည်းပြန်လာရင်လုံးထွေးပြီးတော့ထားရမျိုးမဟုတ်ဘဲနေဒီလေဝင်တွေထွက် ကောင်းတဲ့နေရာမှာတော့လကောင်းပေါ့နော်ဒါမှမဟုတ်လီတိုက်နိုင်တဲ့နေရာမှာတော့လကောင်းအနှံ့အသက်ပြတ်သွားအောင်လို့ချိန်မှချိန်ထားတော့လကောင်းအေး လျှော်လို့အလျင်မိတယ်ဆိုရင်တော့နှိမ့်စင်ပေါ့နော်လျှော်ပြီးတော့သုံးသေးချာချာအချောက်ခံပြီးတော့တန်တန်ပြန်ပြန်အနတ်အသက်တွေပေါ့နော်အနတ်အသက်ဆိုးဆိုးဝါးဝါးတွေဆွဲမနေတဲ့ယူနီဖောင်းမျိုးကိုတန်တန်ပြန်ပြန်အဲလျှော်ဖို့ပြီးတော့ဝစ်စေချင်ပါတယ်နောက်တစ်ခုလေဒီမှာလေအဝတ်လျှော်ရနဲ့ပတ်သက်ပြီးတော့မိကလေးတွေတတိထားနိုင်ဖို့အတွက်ပေါ့နော်ဂျပန်နိုင်ငံမှာများသောဖြင့်ကိုယ့်ရဲ့အတွင်းခံတွေကိုလေအပြင်မှာထုတ်ပြီးတော့လှမ်းနေမရှိပါဘူးအထူးသဖြင့်လေငင်းကြီးတက်ပေါ့နော်ပြောဂျပန်လိုပြောရင်တော့အီကိုင်ပေါ့နော်တစ်ထပ်ပေါ့နော်တစ်ထပ်မှနေတဲ့သူတော်တော်များများက အဲဒီလိုမျိုးအတွင်းကန်တွေကိုအပြင်မှာထုတ်လှမ်းနေမရှိဘူးအတွင်းကန်တွေအပြင်မှာထုတ်လှမ်းရင်အခိုးခံရတာတို့ဘာလို့ဒါမျိုးကဂျပန်နိုင်ငံမှာ ဖြစ်တတ်ပါလေဆိုတော့ဟိုကိုယ့်ရဲ့အန်နီကိုလည်းကိုကပွဲရောက်တယ်ပေါ့နော်ဒီမိကလေးတယောက်တည်းနေတယ်ဒါမှမဟုတ်လေမိကလေးတွေကြီးပဲနေတယ်ဆိုတာပတ်ဝန်းကျင်ကလည်းမသိအောင်လို့ဆိုတော့ကြောင့်မလို့ဖြစ်နိုင်ရင်ဒီရှော့ပီးသားဝတ်တွေကိုလှမ်းတဲ့အခါမှာဒီအတွင်းကန်တို့ဘာလို့ကကြတော့ကိုယ့်ရဲ့အခန်းထဲမှာရေချိုးခန်းထဲမှာလှမ်းတာတော့ကဂျပန်နိုင်ငံကရေချိုးခန်းတော်တော်များများကလေဒီလေဝင်လေထွက်ဒီပန်ကားတွေပါတဲ့အတွက်ကြောင့်မလို့အဲ့ဒီဥစ္စာဖွင့်ထားရင်ပဲ လေရအဝင်အထွက်နေပေါ့နော်ရှိတော့တကြောင်ရေချိုးကန်းထဲမှာလှမ်းလေပဲဒီဟိုလေအဝင်အထွက်တခါလေကြာရင်လေဘူးနဲ့ပေါ့နော်လေဘူးပေးလို့ရတဲ့ရေချိုးကန်းနေလည်းရှိတဲ့တကြောင်မလို့ရေချိုးကန်းမှာပဲအချောက်ခံလို့ရတဲ့ system နေလည်းရှိတဲ့တကြောင်မလို့အဲ့လိုမျိုး system နေရှိရင်အဲ့ဒီဟာမျိုးကိုအသုံးပြုပြီးတော့အဲကိုယ့်ရဲ့အတွင်းကန်တွေကိုအိမ်ထဲမှာပဲလှမ်းလာမျိုးကိုလုပ်စီခြင်းပါလေနော်